တင်လုတ်ခဲ့တာတွေအလုံးပျက်စီးသွားတယ်လို့မျိုးအမှားတစ်ခုလုံးမိပြီးတဲ့နောက်ခံစားခဲ့ရဘူးပါတလားဒါဟာအဆုံးမဟုတ်ပဲအစပဲဆိုရင်ဘလို့နေမလဲဒီဗီဒီယိုမှာကျွန်တော်တို့ဟာအဲ့ဒီခိုက်တန့်တွေကိုဘလို့ပြောင်းလဲမလဲဆိုတာနဲ့ကျွန်တော်တို့ရဲ့အားနည်းချက်တွေကလှုပ်ဝက်ဆွမ်းအားကိုဘလို့ရှာဖွေမလဲဆိုတာကိုလေ့လာသွားမှာပါကျွန်တော်တို့ဟာပြီးပြည့်စုံခြင်းဆိုတဲ့အရာတစ်ခုကိုမကြာခဏလိုက်ရှာတတ်ကြပါတယ် ဒါပေမဲ့တကယ်တိုးတက်မှုကတော့ကျွန်တော်တို့ရဲ့မပြည့်စုံမှုတွေကိုလက်ခံခြင်းကနေလာပါတယ်။အမားတွေဟာလူသားဖြစ်ခြင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကိုနားလည်ဖို့အချိန်ကန်ပါပြီ။အမားတွေဟာလမ်းပိတ်ဆို့မှုတွေမဟုတ်ပါဘူး။သူတို့ဟာတန်ဖိုးရှိတဲ့လမ်းညွန်ဆိုင်မှုတွေပါ။ သူတို့ဟာကျွန်တော်တို့ရဲ့အားနည်းချက်တွေကိုထောက်ပြပြီးပြည်စုံတဲ့အခိုက်အတန့်တွေကဘယ်တော့မှမပေးနိုင်တဲ့အသိပညာတွေကိုပေးပါတယ်။အောင်မြင်မှုတိုင်းဟာမှန်ကန်မှုမရှိခဲ့တဲ့အရာတွေကနေတင်ယူခဲ့ရတဲ့သင်ခန်းစာတွေနဲ့ဖုံးကန်နေပါတယ်။တင်းရဲ့စိတ်နေစိတ်ထားကို ပြောင်းလဲပါ။အမားတွေကိုအပြစ်တင်မဲ့အစားစူးစမ်းလို့စိတ်နဲ့ကြည်ပါ။အတွင်းစိတ်အတန်ကိုငါမားသွားပြီးကနေဒါကနေငါပါတင်ယူနိုင်မလဲဆိုတဲ့အဖြစ်ပြောင်းလဲလိုက်ပါ။ ီလိုနီးနဲ့ကြာရှုံးမှုတွေဟာတကယ်တိုးတက်မှုအခွင့်အလမ်းတွေဖြစ်လာပါတယ်။အမားတစ်ခုပြီးတဲ့အခါပြန်လဲသုံးသက်ပါ။အခြေခံအကြောင်းရင်းကိုနားလဲပါတာဝန်ယူပါပြီးတော့တိုးတက်ဖို့အတွက်လက်တွေ့လှုပ်ဆောင်နိုင်တဲ့အဆင့်တွေကိုတည်ထွင်ပါ။ဒါဟာအားနည်းချက်မဟုတ်ပါဘူး။အခက်ခဲတွေကိုတင်းရဲ့အဆုံးစွန်အားသာချက်အဖြစ်ပြောင်းလဲနိုင်တဲ့ခွန်အားပါပဲ။နောက်ဆုံးမှာတော့အမားတွေဟာလူသားတွေ့ကြုံရဲ့အစိပ်ပိုင်းတစ်ခုပါပဲ။ ူတို့ကိုတိုးတက်ဖို့အတွက်အခွင့်အလမ်းတွေဖြစ်လက်ခံပါတင်းရက်ခံနိုင်ရေးအားကိုဂုံပြုပါပြီးတော့တင်းအောင်မြင်ဖို့တွားရလမ်းမှာမရှိမဖြစ်လိုအပ်တဲ့ခြေလမ်းတွေဖြစ်ရှုမြင်ပါဒါကြောင့်နောက်တစ်ခါအမားလုံးမိတဲ့အခါဒါကိုတတိယပါဒါဟာလဲကြခြင်းအကြောင်းမဟုတ်ပဲတင်းဘလို့ပြန်ထလာလဲဆိုတဲ့အကြောင်းပါတင်ငန်းစာတွေကိုလက်ခံပါတင်ရဲ့အမြင်ကိုပြန်လဲပုံဖော်ပါပြီးတော့ဆက်လက်ရှိကိုချီတက်ပါ တန်ဖိုးရှိတဲ့သင်ခန်းစာတစ်ခုကိုတင်တကယ်တင်ယူခဲ့ရတဲ့အမတစ်ခုကပါလဲတင်ရဲ့အတွေ့အကြုံကိုအောက်ကမှတ်ချက်များမှာမျှဝေပေးပါ